မြန်မာနိုင်ငံမှာအကြက်ဖက်အာဏာသိမ်းထားတဲ့စစ်တကနိုင်ငံရေးတိုက်ပွဲနဲ့စစ်ပွဲတွေမှာရှုံးနေနေပြီးဒေါ်လာရေးတက်သေးတာအနိုင်ရနေပြီလို့တီမောသမရထိုင်းနိုင်ငံရဲ့ဝန်ကြီးဟာဩစတြေးလျလွတ်တော်အမတ်ပါဝင်မြမရွေးကြွန့်ကျင်တဲ့သူတွေကတညိတညွတ်ထက်ပြောဆိုလိုက်ကြပါလေ။ဩဂုတ်လ21ရက်နေ့ကပြုလုပ်ခဲ့တဲ့မြမຫນွေဥဒေါ်လာရေးဤအောင်မြင်မှုများအပေါ်ရှုမြင်ချက်များစကားဝိုင်းအစီအစဉ်မှာအတိအသည့်ပြောသွားကြတာပါ။လက်ရှိမြမစစ်တပ်ဟာစစ်ပွဲမှာရောနိုင်ငံရေးတိုက်ပွဲမှာပါကြာရှုံးနေပြီ။ လူတို့နဲ့နိုင်ငံတကာအတိုင်းအဝိုင်းရဲ့ယုံကြည်လေးစားမှုအပါအဝင်အဖက်ဖက်မှာကြာရှုံးနေတယ်လို့တစ်ဖက်မှာတော့တော်လည်ရေးတပ်ဖွဲ့တွေကစစ်ပွဲရောနိုင်ငံရေးတိုက်ပွဲမှာပါအနိုင်ရနေပြီလို့အရှိတီမောသမရကိုတိုင်ပြောတော့ပါလေအဲ့ဒီလိုအရှိတီမောရဲ့အမြင့်သုံးသက်ချက်ကိုထိုင်းနိုင်ငံသားကြီးဝီဂျီဟောင်းကလည်းထောက်ခံလိုက်ပြီလက်ရှိအာဆီယံ၉နိုင်ငံကမြန်မာရေးအတွက်ညှဉ်းညွတ်မှုမရှိတာဟာအာဆီယံရဲ့စုပေါင်းခေါင်းဆောင်မှုပါကြာရှုံးမှုဖြစ်နေပြီမြန်မာစစ်တပ်အနေနဲ့ကအနိုင်ရဖို့လုံးဝမဖြစ်နိုင်တော့တဲ့အတွက် အာဆီယံအနေနဲ့မြန်မာရေးအတွက်ညီလာခံတစ်ခုကိုခေါ်ယူသင့်နေပြီလို့လဲထိုင်းနိုင်ငံသားကြီးဝင်းကြီးဟောင်းကပြောတော့ပါတယ်အလားတူဩစတြေးလျလွတ်တော်အမတ်ကလည်းအာဆီယံအနေနဲ့ကမြန်မာစစ်ကောင်စီရန်ရာကိုဆက်လက်ဖိတ်ခေါ်နေတဲ့ပုံစံမျိုးတွေပြောင်းလဲသင့်နေပြီလို့လဲပြောတော့တယ်မြန်မာရွေးကြွန့်ကျင်သူ Ecoblic ကလည်းစစ်ကောင်စီကိုအရေးယူမှရှိပဲမျက်ကွယ်ပြုတ်နေတဲ့ဟာမြန်မာပြည်သူတွေကိုစစ်တပ်ကအကြမ်းဖက်တပ်ဖြတ်ဖြက်စီးမှုတွေကိုခွင့်ပြုနေတယ်လို့ဖြစ်နေပြီလို့လည်းနိုင်ငံတကာကအတိအပြေပြောဆိုတော့ပါသေးတယ် အလားတူစီးပွားရေးပညာရှင်ပမောခဒေါက်တာရှောင်းတနေကလည်းမြန်မာစစ်ကောင်စီဟာရေရှိရက်တည်နိုင်မှာမဟုတ်တော့တဲ့အတွက်စီးပွားရေးအရာရောတန်တမန်ရေးမှာပါအတိမတ်မပြုကြဘူးနဲ့စစ်ကောင်စီအတွက်လင်းစီတင်ပို့မှုတွေကိုပါအရေးယူပိတ်ဆို့ရမှာဖြစ်တယ်လို့ပြောတော့ပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ကမ္ဘာဗန္နယေးဆိုင်ရာပလေးဖွဲ့ FATF ကမြန်မာနိုင်ငံကိုငွေကြေးခွာချတဲ့အမိပြက်နိုင်ငံအဖြစ်ကနေထပ်မံတုံးမြင့်အရေးယူမခံရဘူးအတွက် အချမ်းပတ်စစ်ကောင်းစီပြည်တဲ့ဝင်ကြီးဆိုသူရာပြည့်ကဥဆောင်ဂျိုဘန်နေပြန်တယ်လို့သိရပါတယ်။အဲ့ဒီအချမ်းပတ်စစ်ကောင်းစီရဲ့ပြည်တဲ့ဝင်ကြီးဆိုသူရာပြည့်ဥဆောင်တဲ့ငွေကြေးခဝါချမှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့ကနေဩဂလ22ရက်နေ့ကပဲနေပြည်တော်မှာအစည်းအဝေးခေါ်ယူပြီးမြန်မာနိုင်ငံကိုကမ္ဘာဗန္ဓာရေးဆိုင်ရာပလေးဖွဲ့ FATF ကငွေကြေးခဝါချတဲ့အမည်ပြတ်နိုင်ငံအဖြစ်ကနေထပ်မံတိုးမြှင့်အရေးယူမခံရဖို့အတွက်ကြိုးပမ်းရမယ်ဆိုပြီးပြောသွားတယ်လို့သိရပါတယ်။ကမ္ဘာဗန္ဓာရေးဆိုင်ရာပလေးဖွဲ့ FATF က မြန်မာနိုင်ငံကိုငွေကြေးခဝါချတဲ့အနည်းပြနိုင်ငံအဖြစ်2022ခုနှစ်ကတည်းကကြေညာလိုက်တာဖြစ်တယ်လို့အဲ့ဒီလိုကြေညာချက်ကိုပယ်ဖျက်ပေးဖို့စစ်ကောင်စီကအမျိုးမျိုးစ조사ပြီမဲ့လုံးဝမအောင်မြင်မဲ့အခုနေ့ဇွန်လ28ရက်နေ့ကဆိုရင်စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ FATF အစည်းအဝေးမှာပါတက်ပြီးတောင်းဆိုတော့လဲမအောင်မြင်ခဲ့ဘူးလို့စစ်ကောင်စီပြည်ထောင်ဝင်ကြီးဆိုသူရပိကပြောသွားတယ်လို့သိရပါတယ်အခုဆိုရင်လာမယ့်အောက်တိုဘာလမှာကျင်းပမယ့် FATF အစည်းအဝေးအတွင်း မြန်မာနိုင်ငံကိုငွေကြေးခဝါချတဲ့အမီပြက်နိုင်ငံအဖြစ်ကနေတက်မှန်တုံးမြင့်အရေးယူဖို့ရှိနေတဲ့အတွက်အဲ့ဒီအစည်းအဝေးမတိုင်းမီမြန်မာနိုင်ငံကိုထပ်မံရေးယူမှုမခံရအောင်အမြန်ဆုံးဆောင်ရွက်ကြဖို့လိုအပ်တယ်ဆိုပြီးတော့ပါအဲ့ဒီစေကောင်းစီပီတဲ့ဝင်ကြီးဆိုသူရာပြည့်ကနေပြီးတော့မှပြုလုပ်တဲ့အစည်းအဝေးအတွင်းပြောဆိုသွားတယ်လို့သိရပါတယ်ခင်ဗျာဒါဖြစ်မှာတော့ရှခိုင်ပြည်နယ်ကရိုဟင်ဂျာတွေကိုရှင်းလင်းဆက်ဆင်မှုတွေဖြစ်ပွားခဲ့တာဟာခုနှစ်နှစ်ရှိနေပြီဖြစ်ပြီး ျွလုံခဲ့တဲ့မြန်မာစစ်ကောင်ဆောင်တွေကိုအပြစ်ပေးရိတ်ယူဖို့ IIMM ကကြိုးပမ်းနေပြီလို့ IIMM အကြီးကဲ Nicholas Kunjian ကပြောဆိုလိုက်ပါတယ်။မြန်မာစစ်တပ်ရဲ့ရက်စက်တဲ့အကြမ်းဖက်မှုလှိုင်းတွေကြောင့်တိုင်းနဲ့ချီတဲ့ Rohingya တွေဟာရက်ရက်ဆက်ဆက်တပ်ဖြတ်ခံခဲ့ရတယ်လို့မိမယောက်ျားကလေးသူငယ်ပါမကြံရခိုင်ပြည်နယ်ကနေထွက်ပြေးခဲ့ကြရတာဟာအခုတည်င်းပတ်မှာဆို9နှစ်ပြည့်ပြီဖြစ်တယ်လို့လည်းဆိုပါတယ်။အဲ့ဒီလိုကြောက်မဖွဲရရဇဝတ်မှုတွေကိုကျူးလွန်ခဲ့တဲ့မြန်မာစစ်တပ်ကို မိသူတဦးတယောက်ကမှပြစ်ဒဏ်ပိတ်အရေးယူတာမျိုးမရှိတဲ့အတွက်အဲ့ဒီလိုအကြမ်းဖက်မှုတွေကိုကျူးလွန်ခဲ့တဲ့မြန်မာစစ်ကောင်းဆောင်တွေကိုအပြစ်ပိတ်အရေးယူဖို့ IIMM ကလှုပ်ဆောင်နေပြီဖြစ်တယ်လို့စစ်တပ်ကကျူးလွန်ခဲ့တဲ့တပ်တွေဗီဒီယိုတွေတပ်ပုံတွေဂျိုလူကရရှိထားတဲ့အထောက်အထားပုံရိပ်တွေပါအများပြားရှိနေပြီဖြစ်တဲ့အတွက်ရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့တဲ့သူတွေအပါအဝင်အမိန်ပိတ်ခိုင်းစေတဲ့သူတွေအစင့်စင့်မြန်မာစစ်ကောင်းဆောင်တွေအထိအပြစ်ပိတ်အရေးယူဖို့လှုပ်ဆောင်နေပြီဖြစ်တယ်လို့ IMM အကြီးကဲ Nicholas Kunjiran ကအတိပေးပြောဆိုထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်ကနောင်ချုံမြို့နယ်အတွင်းကိုအကြပ်ဖက်စစ်ကောင်စီတပ်ကစစ်အင်အားဖြည့်တင်းတာတွေလှုပ်လာနေပြန်တဲ့အတွက် TNL မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အကြပ်ဖက်စစ်တပ်အကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ TNL ကပြောပါတယ်အော်ဂိုလာ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲနောင်ချုံမြို့နယ်ကတောင်ခန့်ဂျေရွာဘက်ကိုစစ်အင်အားဖြည့်တင်းလာပြန်တဲ့အကြပ်ဖက်စစ်ကောင်စီတပ်နဲ့ TNL မဟာမိတ်ပူးပေါင်းတပ်တွေအကြတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်း အချံပဲစကောက်စီဘက်ကလေရင်နဲ့ပါလာရောက်ဘုံကျဲဓာတွေလှုပ်သွားပြီစကောက်စီဘက်ကရက်ဆောင်မျိုးကြောက်ကူဘက်ကနေနောင်ချိုဘက်ကိုစစ်အင်အားတိုးချဲ့ဓာတွေလှုပ်လာပြန်တဲ့အတွက်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့တင်နယ်လီကပြောထားပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့အချမ်းဖက်စစ်ကောင်စီကဒူဘိုင်းနဲ့အရှေ့လက်ပိုင်းနိုင်ငံတွေကို PP နိုင်ငံကူးလက်မှတ်နဲ့သွားမဲ့လူငယ်အမျိုးသားအမျိုးသမီးတွေကိုလေရင်မော်တက်ခွေမပေးပဲရန်ကုန်လေစိတ်ကနေလှည့်ပြန်ခိုင်းနေပြန်တယ်လို့လေစိတ်တာဝန်ကျလက်ဝက်ကဝန်ထမ်းတချို့စီကနေသိရပါတယ် လက်ရှိမြန်မာနိုင်ငံကနေနိုင်ငံခုလက်မှတ် PV ကိုင်းဆောင်ပြီးအလုတ်ကိုင်းဗီဇာနဲ့ပြပထွက်ခွာမှုတွေအားလုံးကိုလေစိတ်နဲ့နေဆက်ဂိတ်တွေမှာစီစစ်တားမြစ်မှာဖြစ်တယ်ဆိုပြီးစစ်ကောင်စီကဩဂုတ်လ14ရက်နေ့ကပဲထုတ်ပြန်ကြေညာပြီးတဲ့နောက် PV နိုင်ငံခုလက်မှတ်နဲ့ပြပနိုင်ငံတွားရောက်မဲ့လူငယ်တွေကိုတင်းကျပ်စစ်ဆေးပြီးတို့မတင်ငါတဲ့လူမှန်သမျှလေစိတ်ကနေလှည့်ပြန်ခိုင်းနေတာတွေဟာတောက်လျှောက်ကိုဖြစ်လာနေတယ်ဆိုပါတယ်အခုဆိုရင်ဒူဘိုင်းနဲ့အရှေ့လက်ဘိုက်နိုင်ငံတွေကိုပြပနဲ့တွားရောက်မဲ့လူငယ်တွေဟာ ရန်ကုန်လေစိတ်မှာစစ်ကောင်စီအဖွဲ့ဝင်တွေရဲ့တင်းတင်းကြပ်ကြပ်စစ်ဆေးတာကိုခံနေရပြီသူတို့တတ်မှတ်ထားတဲ့စာရွက်စာတမ်းတွေပြနိုင်ရင်တော့တတ်မှတ်ချက်မပြည့်စုံလို့ဆိုတဲ့အကြောင်းပြချက်နဲ့စစ်မှုထမ်းမှုအကျုံးဝင်နေတဲ့အသက်အရွယ်မှန်သမျှလေးရင်မောအသက်မခံမဲ့လေစိတ်ကနေပြန်လှည့်ခိုင်းတာတွေဟာဒူဘိုင်းသွားမဲ့သူအယောက်100မှအယောက်60လောက်ကလှည့်ပြန်နေရတယ်လို့ရန်ကုန်လေစိတ်မှာတာဝန်ကျနေတဲ့ဝန်ထမ်းတချို့ကပြောထားပါတယ်ဒါအပြင်အခုလက်ရှိလေစိတ်မှာအသက်40နှစ်အောက်ပြပထွက်မဲ့သူတွေကိုလေအထူးတင်းကျပ်စစ်ဆင်နေပြီး ကြိုတင်လျှောက်လွားတင်ခိုင်းဓာတ်တွေပါရှိနေသလိုစစ်မှုထမ်းဖို့အခေါ်ခံရတဲ့သူမဟုတ်ကြောင်းနဲ့အကယ်လို့စစ်မှုထမ်းရမယ်ဆိုပါကပြန်လာပါမယ်ဆိုတာတွေကိုပါတပါးလေးလက်မှတ်ထိုးခိုင်းနေတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ